မင်္ဂလာပါ teacher တို့ပုံဝန်ဖော်လေးရောက်လာပြီ pre reading လေးကနေစထားတယ် name three teacher you admire မင်းချစ်ခင်ရတဲ့ admire ဆိုတာချစ်ခင်လေးစားတာကိုပြောတာเนาะအားကြာမင်းချစ်ခင်လေးစားအားကြာရတဲ့ teacher three three teacher ဆရာ၃ယောက်ရဲ့နာမည်လေးတွေရေးပါတဲ့ဒါဥစောဥစို့ drawing ဒါ teacher နမူနာပေးတာကိုသားတို့ကလည်းသားတို့သမီးတို့တကယ်ကိုပုတ်ဆက်ကြမှာချစ်တဲ့အားကြာတဲ့ဆရာဆရာမ၃ယောက်အောင်နာမည်ကိုရေးလိုက်ပေါ့ ပြီးွားရင် give reason အကြောင်းပြချက်ပြီးပါ why ဘာကြောင့် you admire them သူတို့မင်းအားကျချစ်ခင်ရတာလဲဆိုအကြောင်းပြချက်ပြီးဒီလိုလေးပေါ့တယောက်ချင်းစီပေါ့တယောက်က friendly ရ courteous ပြီးပဲသူရဲ့တပည့်တွေကိုနှွေးချွေးပြီးတော့ကျင်နာတက်လို့နောက်တယောက်ဆိုလဲ god at teaching စာသင်ပြကောင်းလို့နောက်ဆုံးတယောက်ဆိုလဲ usually တဲ့ job in class အတန်းထဲမှာ ငါတို့ကိုပြောစရာရည်စရာလေးတွေပြောပြီးစာတင်ကြလို့အခြားရှိတဲ့တွေဓာတ်တချက်နမူနာဖြည့်ပြီးတာဒါတော့သမီးတို့လည်းကိုယ့်ကိုစဉ်းစားပြီးတော့တကယ်လို့ကြည့်ကိုချစ်ခင်လေးစားရတဲ့ဆရာသုံးနာမည်ကြီးဘာကြောင့်ချစ်ခင်ရရလဲဆိုတော့အကြောင်းပြချက် reason လေးတွေရေးပြကြည့်ဟုတ်ပြီနော်အဲတချက်ပုတင်မဲ့ကြပြလေးက teacher 3တဲ့ဆရာ3ယောက်တဲ့နော်ကြပြနာမည်လေးရအဲတချက်တို့ဖတ်ကြည့်ရအောင် I rested a while in a quiet nook I rested ငါကအနာယူခဲ့ပါတယ် I why ခတခဏအနာယူခဲ့တယ် in a quiet nook quiet do you are in quiet တိတ်ဆိတ်ငြိမ်သက်တော့ no okay nook ကြောင်လေးနော်တိတ်ဆိတ်ငြိမ်သက်တဲ့ကြောင်လေးတစ်ခုမှာငါခဏလောက်အနာယူခဲ့ပါတယ် and ပြီးတော့ found there အဲ့ဒီကြောင်လေးမှာ found တွေ့ခဲ့ပါ teacher 3 ဆရာသုံးကိုတွေ့ခဲ့ပါ one was a bat ပထမအဆုံးဆရာတယောက်ကတော့ငှက်ကလေးတကောင်ပါ one was a brook နောက်ထပ်တယောက်ကတော့ brook စမ်းကြောင်းလေးပါ and ပြီးတော့ one was a green green tree နောက်ထပ်တယောက်ကတော့အစိမ်းအောင်စိမ်းဆူနေတဲ့ tree သစ်ပင်ကြီးတပင်ပေါ့တဲ့ဟုတ်ပြီနော်ဒါဆိုရင်ကြပြားလေးမှာ teacher 3D ဘယ်သူရည်လဲဆိုရင်ငှက်ကလေးတကောင်နဲ့ Brook စံကြောင်းလေးရဲ့ Green Tree သစ်ပင်စိမ်းကြီးတွေပေါ့ဒါသူ့ရဲ့ဆရာလေး၃ယောက်ကိုသူတွေ့ခဲ့ပါတယ်အဲ့ဒီမှာ Buff အကြောင်းလေးကိုစပြောမယ် The Queen Buff W E W E ဆိုတာကသင်းငယ်တော့ literally ကိုပြောတာပစ္စည်းလေးပေါ့ကွာ The Queen Buff ငါပစ္စည်းလေးက sun ဆိုခဲ့ပါတယ် a cheerful sun เนาะမြိတ်မြောင်းတဲ့သချင်းလေးတစ်ပုဒ်ကိုတီဆိုခဲ့ပါတယ် that အဲ့ဒီချင်းလေးကို no one hurt ဘယ်သူမှမကြောက်ရဘူး that me ဆိုငါကလွဲ၍ဒီမှာ beauty best ဆိုမှတပါပေါ့နော်ဒါကိုပြောချင်တာ that me ငါကလွဲပြီးအဲ့ဒီချင်းလေးကိုဘယ်သူမှကြောက်ခဲ့တာမကြောက်နိုင်တော့ပါဘူး and ပြီးတော့ it ငါကလေးက send to say ပြောချင်နေရလို့ငါထင်နေတယ်ပြောချင်နေတဲ့ယောင်ယောင်ပဲငါ့ကိုပြောချင်နေတဲ့ယောင်ယောင်ဘာပြောချင်တာလဲ you have hurt my leg မင်းငါရဲ့တခြင်းကိုနားထောင်ပြီးပါပြီနားထောင်ပြီးရင်လေ pass on it melody အဲ့ဒီတေဂီတာလေးကို lesson ကန်ဖြန့်ဝေပေးပါဦးနဲ့နော်ဒီလိုမျိုးလေးပြောချင်နေတဲ့ရောင်ရောင်နဲ့ငှက်ကလေးอ่ะနော်ကဲငှက်ကလေးကြောင်းပြီးပြီနောက်က at the brook စံကြောင်းလေးတစ်ခု flow on a glad glad way နော်ဝမ်းမြောက်ဝမ်းသာနဲ့ ပျော်ရွှင်မြူးတူးစွာနဲ့နော်စီးစင်းနဲ့ဝေးစွာလမ်းကြောင်းပျော်ရွှင်မြူးတူးစွာသူ့ရေစီးကြောင်းလမ်းကြောင်းတိုင်းစင်းစင်းနေတဲ့ဆန်းကြောင်းငယ်လေးရတယ် smile at ပြုံးပြသွားပါတယ် the rocks rebath ကြောက်ဆောင်ကြီးရဲ့မြင်းဆန်နေတဲ့ဟာကိုပြုံးပြပြီးတော့ဝမ်းမြောက်ဝမ်းသာသူ့လမ်းကြောင်းတိုင်းဆက်ပြီးတော့စီးစင်းသွားပါတယ်ကြောက်ဆောင်ကြီးကသူ့ကိုလက်မခံရေစီးတာဒါပေမဲ့သူကပြုံးပြပြီးသူ့လမ်းကြောင်းတိုင်းပဲဝမ်းသာစွာဆက်ပြီးတော့စီးစင်းသွားတယ် ပြီးတော့သူကဘာပြောလဲစမ်းကြောင်းလေးက I have no room ငါမှာနေရာမရှိဘူးဒီမှာ room ကိုသွားပြီးအခန်းလိုဘာသာမပြန်နဲ့ I have no room ငါမှာနေရာမရှိဘူး for grown ဝမ်းနဲ့ပူဆင်းနေဖို့ငါမှာနေရာမရှိဘူးဝမ်းနဲ့ပူဆင်းနေဖို့ငါမှာအချိန်မရှိဘူး I large when the rock is raw လမ်းကြီးကဘလောက်ပဲကြမ်းတမ်းနေပါစေငါရှိပစ်ပလိုက်မယ်အဲ့တော့ဘာလို့ပြောချင်တာလဲ ဘလောက်ပဲဒုက္ခတုက္ကတွေရောက်နေပြီစေငါတို့ဝမ်းနဲ့နေဖို့အချိန်မရှိဘူးကိုလုံးစရာရှိတာကိုပျော်ပျော်ရွှင်ရွှင်နဲ့ဆက်လုပ်ရမယ်ဆိုပြီးတော့သူ့ကိုတင်ပေးသွားတယ်တဲ့။ဟုတ်ပြီနော်။ခုနကကလေးတော်ကကြတော့ဘာလို့တင်ပေးပါလဲ။ကောင်းတဲ့သတင်းစကားသူကတော့ဒီမှာချီယာဖူဆောင်းလေးလို့ပြောပါရယ်ပေါ့နော်။ဒီကောင်းတဲ့သတင်းစကားကိုကြားတယ်။ကောင်းတဲ့အသိပညာတွေမင်းမှရှိတယ်ဆိုရင်ကြံတဲ့သူကိုလက်ဆင့်ကမ်းပေးပါ။စမ်းကြောင်းလေးကဘာတည်တင်သွားလဲ။မင်းတို့ဘသူတွေကပဲညင်းဆန်ညင်းဆန် ဘသူတွေလမ်းခီးမှာဘဝလမ်းခီးမှာဘလောက်ပဲကြံတန်းကြံတန်းဝမ်းနဲ့ပူစင်းနေဖို့အချိန်မရှိဘူးကိုသွားရမဲ့လမ်းကြောင်းတိုင်း glad glad way ဝမ်းမြောက်ဝမ်းသာတက်တက်ကြွကြွနဲ့အလုပ်လုပ်ပါဒါကိုသိပေးပါတယ်နောက်ဆုံးဆရာက the green tree တစ်ပင်စိမ်းတစ်ပင်စိမ်းကြီးကလည်း stewards wild wild bot တစ်ပင်စိမ်းကြီးကလည်း stew ရက်တည်နေပါတယ် wild wild bot white white ကျယ်မြအောက်ဆိုင်နေတဲ့အကိုင်းအခက်တွေနဲ့ နော်စိမ့်စော်အုံမိုင်းပြီးတော့အကိုင်းအခတ်ထူတက်စွာနဲ့သူရက်တည်နေတာပါ likes her ultra to green သူ့ရဲ့အကိုင်းခတ်တည်းက to green တရားရောက်ကိုနှုတ်ဆက်ဖို့အတွက် outstand ခံထားတဲ့လက်တည်နဲ့တူတယ်တဲ့ဟုတ်ပြီနော်တစ်ပင်စိမ့်တရားရောက်ကိုနှုတ်ဆက်နေတဲ့ရောင်ရောင်လက်ကို outstand ဖြန့်ထားတဲ့လက်တွေကဲ့သို့သောအကိုင်းခက်များစွာနဲ့တစ်ပင်တစ်ပင်လည်းရှိတယ် and ပြီးတော့ what the branch trail အဲ့ဒီအကားအခတ်တွေကလှုပ်ညမ်းလိုက်တိုင်းမှာ I caught this one ဒီစကလုံးတွေကိုငါဖမ်းမိတယ်ဖမ်းမိရဆိုတော့ဒီမှာငါကြားမိလိုက်တယ်လို့ပဲသက်ကိုင်းတွေကလှုပ်ခါလိုက်တိုင်းမှာအကိုင်းခတ်တွေကဒီစကလုံးတွေကိုသူခံစားမိပါတယ် be a friend to all to me မင်းတွေ့တဲ့ဘသူနဲ့မဆိုပငယ်ချင်းအစစ်မှန်တယောက်ဖြစ်အောင်နေပါလို့ပြောနေတဲ့အောင်တော့မေးတဲ့ နော်အဲ့တော့ကြပြားလေးအိဗယ်လို့အကြမ်းမြင်လေးတော့တောက်သမီးသဘောပေါက်မယ်နော်ဆရာ၃အဲသူပေးချင်တဲ့ message ဒီ၃ခုပဲရှိတယ်ပထမဆုံးတစ်ခုကခလေးလိုမျိုးပေါ့နော်ကောင်းတဲ့သတင်းကို့မှာအသိပညာကောင်းတာတွေကောင်းတဲ့သတင်းတွေရှိရင်ဖြန့်ဝေပါတခြားသူတွေဒီအောင် lesson ကဖြန့်ဝေပါစမ်းကြောင်းလေးရလဲပါပြောလဲမင်းဘလောက်ပဲမင်းကိုလူတွေကမလိုချင်မလိုချင်ဘလောက်ပဲမင်းကိုညှင်းဆန်ညှင်းဆန်ဒုက္ခတွေဘလို့တွေ့တွေ့ဟာတိုက်ရီမောလိုက်ပြီးရင်ကိုသွားရမယ်တဲ့ဟော ဖြောင်းဖြောင်းတန်တန်ဝမ်းမတ်တသာကျိုးဆဆသွားပါသတိကြီးလိုမျိုးပဲမင်းရဲ့လက်ကိုအမြဲတမ်းဖြန့်တန်ထားပါတွေ့သမျှလူမင်းဆောင်သမျှလူတိုင်းလူတိုင်းတွေ့လဲမင်းကပငယ်ချင်းစစ်တယောက်ဖြစ်အောင်နေထိုင်ပါတဲ့ဟုတ်ပြီနော်အဲ့တော့ရေးရသူကတော့ anonymous ဘယ်သူရေးွားမှန်းတော့မသိဘူးအမိမသိရှေးစာဆိုပေါ့နော်အဲ့တော့ teacher တို့ဒီကြံရလေးကိုဖတ်ပြီးွားရင် glossary ဖတ်စဖို့လေးကိုကြည့်ရအောင်အဲ့တော့ unwind ဆိုတာက for a short time အချိန်ခဏတာကိုပြောတာ nook nook ဆိုတာကကြတော့ကြောင်လေး as much they နေရာတစ်သေးလေးသက်ခံတော့ say easily အလွတ်တကူမမြင်ရတော့တဲ့နေရာတစ်သေးလေးကိုပြောတာ we ဆိုတာကပစ္စည်းညောင်းတောင်လေးနော် small little တစ်သေးလေး we လို့ပြောတာ we but လေးငါပစ္စည်းလေး bat ကိုဒီကြပြမှာ only ဒါလည်းရဲ့ bat me ငါမှဒါလေးငါတယောက်သေးတာလေးဒီတစ်ချင်ကိုကြားတယ်ဒီလိုမျိုးလေးဆိုတာကကြတော့ a sound တစ်ချင်းနဲ့အတူတူပဲ melody ဆိုတာ tone နော် တိတ်ဂီတာတန်ကိုပြောတာ rebirth ဆိုတာကငင်းဆန်နဲ့ refusion နဲ့အတူတူပဲ grown grown ဆိုတာကပူဆွေးသောကရမှုစက်နဲ့ဝမ်းနဲ့မှုတွေအဟက်ပီနက်မပျော်ရွှင်မှုတွေကိုပြောတာ god ဆိုတာကကြတော့ large branches of the tree သစ်ပင်တစ်ပင်ရဲ့အခက်အကြီးကြီးတွေတကားအခက်အကြီးကြီးတွေကို watch လို့ပြောတယ် out stress ဆိုတာဖြန့်ထားတာကိုပြောတာ strength ဖြန့်ထားတယ်စက်ထုတ်ထားတယ် reach out as far as possible က်နိုင်သမျှအရောက်နိုင်ဆုံးဒီလက်ကိုစန့်ထားတာဖြန့်ထားတာမျိုးဆိုရင် out strength လို့ပြောတယ်။နောက်ပုံက stand ဆိုတာကကြတော့လှုပ်ခါတယ်ဆိုတော့ move slightly ဖြည်းဖြည်းနဲ့เนาะစီးကြက်မှန်မှန်လှုပ်တာကိုပြောတာ။ pass on ဆိုတာလက်ဆင့်ကမ်းပေးပါ။ give something to somebody else တခြားဒဇုံတယောက်ဘုမောဒဇုံတစ်ခုကိုညှဝေပေးတာကို pass on လက်ဆင့်ကမ်းတယ်လို့ပြောတယ်။ဒါက glossary ခက်စစ်ပွင့်လေး။ဟာပြီနော်။တို့ရ exercise ကြီးကြီးအောင် complete the sentence with what for the poem ကြ བྱ ားရေးစလုံးလေးတွေကိုယူပြီးတော့ဟောလက်မှာဖြည်ပါတဲ့ the poet ကြ བྱ ားဆရာက for a short time ခဏလောက် in a quiet place တိတ်ဆိတ်ငြိမ်သက်တဲ့နေရာလေးမှာခဏလောက်ကိုယ်လက်လုပ်နေပါတယ်ကြ བྱ ားရဲမှာမလုပ်နေရလေအနားယူနေရလေ rest လို့ပါပြီးတာနော်အဲ့တော့ number 1 answer is rest next number 2 the poet ကြ བྱ ားဆရာက hot at the back scene ငှက်ကလေးတချင်းစုံနေတဲ့ကွက်လက်ဆောင်းကိုကြားခဲ့ပါတယ်ဘလို့ဆောင်းလဲ cheerful ဆောင်းပေါ့နော်ငြိမ်ရောင်းတဲ့တချင်းလေးကိုကြားခဲ့တာ the bugs ငှက်ကလေးက throw the poet ကဗျာဆရာကိုပြောတယ် to black is melody သူ့ရဲ့တေးဂီတကိုကွက်လက်လုတ်ပေးပါလို့ပြောခဲ့တယ်ဘာလုတ်ပေးရမှာလဲ to pass on လေ lesson ကမ်းပြီးတော့ဖြန့်ပေးပါပေါ့နောက်က the brook စမ်းကြောင်းလေးက ပတ်လက်လုပ်ခဲ့တယ်။အောက်သို့သွားလေ the road was rock လမ်းခရီးကဘလောက်ပဲကြမ်းတမ်းနေပြီမဲ့လေစမ်းကြောင်းလို့ရပါလို့ခဲ့ရတယ်။ဟာတာရှင်မောခဲ့တာနော် large the blank ပတ်လက်က the poet ကို touch သင်ပေးခဲ့တယ် to be a friend to everyone he meet မင်းတွေ့သမျှလူအလုံးနဲ့တငယ်ချင်းစစ်တယောက်ပြောင်းမင်းပြုံမုံနေထိုင်မှာလို့ပြောခဲ့တာဘယ်သူပါလဲ the green tree ရပေါ့နော်အဲ့တော့ဒါလေးကိုတစ်ချက်ဒီမှာအခြေလေးနဲ့ပြန်ရေးပေးထားတယ်အဲ့တော့သမီးတို့ကကြ བྱ ာလေးကိုနှစ်ခေါက်သုံးခေါက်လောက်ရအောင်လဲဆိုသည့်တစ်ချက်ဒီကြ བྱ ာလေးရဲ့အောက်ဆုံးလေးမှာလေကြ བྱ ာတန်စင်လေးတွေတချင်းနဲ့ဘယ်လိုဆိုလို့ရလဲဆိုတော့ကြ བྱ ာတန်စင်တချင်းလေးတွေတစ်ချက်ထည့်ပေးထားအောင်မယ်နော်အဲ့တော့ answer the following question answer the question လေးတွေပြကြည့်မယ် who was the tree teacher ဒီကြ བྱ ာမှာဆရာသုံးဟာဘယ်လို့လဲ the tree teacher was a bark a brook and a green tree ပေါ့ နော်ကိုယ်ဘယ်နေရာမှာနေရာကိုမေးတာ did the poet find that အဲ့ဒီအဲ့ဒီဆရာသုံးကိုဘယ်နေရာမှာတွေ့ရလဲ did နဲ့မေးတာမဟုတ်ဘူး find and fire နဲ့ for you ready found ပြောင်းတယ် the poet ကဖောင်းတဲ့အဲ့ဒီသုံးယောက်ကိုတွေ့ခဲ့တာ in the quiet nook တိတ်ဆိတ်ငြိမ်သက်တဲ့ကြောင်လေးတစ်ခုမှာတွေ့ခဲ့တာနော်နောက်က what to are the box of the green tree compelled to တဲ့ green tree အစိမ်းရောင်အပင်ကြီးရဲ့ bot အကားရက်ခတ်ကြီးတွေကို what ဘာနဲ့ဖွင့်ပဲနှားရှင်ခဲ့တယ်အစိမ်းရောင်အပင်မှာရှိတဲ့အကားရက်ခတ်အကြီးကြီးကိုဘာနဲ့နှားရှင်ခဲ့ရလဲစန့်ထုတ်ထားတယ်လက်တင်နဲ့နှားရှင်ခဲ့တာလေဒါဆိုမေးဖို့ပြန်တော့ the boss of the grand tree war compared to ဘာနဲ့နှားရှင်လာလဲဆိုရင် an outstretched hand စန့်ထုတ်ထားတော့လက်ကမ်းတွေတော့လက်များတွေတော့နှားရှင်ခဲ့တာပေါ့ဟုတ်ပြီနော် number 4 entering the remy rocks in the pool ဗျာတဲမှာကာယံညီတဲ့စကလုံးတွေကိုမြင်တာပါကာယံညီရတယ်ဒီလိုမျိုး knock brook နော် tree tree ညီတဲ့နောက်က me um နောက်က melody နောက်က me ဆိုတာဘာဘာနော် me melody နော် me d ဒီမှာ me ဒီမှာ dy d တန်းဆက်ညီတာ me melody နောက်က ravage เนาะเอ่อ rot greet meet เนาะဒီစကားလုံးนี่เนาะเอ่อဘာမှဆိုရင် ravage root boo root greet meet တန်စင်ညီတာလေးတွေဒီလိုတန်စင်ညီတာလေးတွေကိုရှားပေးပါဆိုတစ်ချက်ဒီမှာရှားပေးထားတယ်เนาะနောက်ကို do you like this one တဲ့ဒီကပြားလေးကိုမင်းကြိုက်လားကြိုက်ရင်လည်းဟွိုင်းရင်ဘာလို့ကြိုက်တာလဲမကြိုက်ရင်လည်းဟွိုင်းတော့ဘာလို့မကြိုက်တာလဲ ဟုတ်ပြီနော်ဒီချက်နှစ်ခုလုံးအတွက် sample ဖြည့်ပေးထားတယ် I don't like this bowl ဒီကြပြလေးကိုမကြိုက်ဘူးဘာဖြစ်လို့လဲ I don't think it is good အဲ့ဒါကောင်းလားမကောင်းဘူးလို့ငါချင်လို့ဒီလိုဖြည့်လို့ရတယ်တခြားသောအခြေအနေလည်းဖြည့်လို့ရတယ်မကြိုက်ဘူးဆိုရင်မကြိုက်တဲ့အကြောင်းပြချက်လေးကြီးပေါ့ကြိုက်ရင်လည်း I like this bowl because I think it's good ဒါလေးကတကယ်ကိုကောင်းတယ်ကြပြလေးမဟုတ်လို့ပေါ့ဒါမှမဟုတ်လေ this moment is meaningful ဒီကြပြလေးကတကယ်ကိုအတိတ်ပဲရှိလို့ပဲမှာ in our life ငါတို့ရဲ့ဘဝအတွက်ရတယ်နော် တိုက်တာလေးဖြစ်ဒါတစ်ချက် sample လေးနဲ့ဖြေပေးထားတာဒါဆိုရင်တစ်ချက်တော့ 413L လေး 413L လေးအားလုံး finish ဖြစ်ပြီเนาะ